ဖက်လန်းတဲ့အင်တော်ကိုအကြပတ်သမားတွေကအင်အားလုံးနဲ့တိုက်တယ်။အင်အားလုံးနဲ့တိုက်ပါ။အဲ့တော့အကြပတ်သမားတွေထုတ်ပြန်ကြမှာတော့သူတို့ကတော့ဒီအင်တော်မျိုးကိုသူတို့ရသွားပြီဆိုပြီးတော့သူတို့ထုတ်ပြန်နေတာတွေ့ရတယ်။အဲ့မှာကျွန်တော်ဂျပန်လိုင်းကိုပုံတွေပြတယ်။ပြီးရင်ကျွန်တော်တို့ရရှိတဲ့ဒီလက်နက်ကြီးတွေလက်နက်ငယ်တွေပေါ့ဗျာဒါတွေသူတို့ပြတာတွေ့ရတယ်။ပြတွေ့ရတယ်။အဲ့တော့အဲ့တော့ဒါကတော့အဲ့လိုဖြစ်တယ်ပေါ့ဗျာ။ ဒီပုံမှန်တော့ကျွန်တော်အများကြီးမပြောချင်တော့ပါဘူး။နေပြီးတော့ဝန်ထမ်းလိုင်းကန်းတွေလည်းဘဝတွေပြက်ပြက်တယ်ပျက်စီးနေပြီးအသက်ပေါင်းများစွာလည်းဆုံးရှုံးသွားပြီးဒီပုံမှန်လူတွေကမတရားလုပ်နေကြပါတယ်ရှင်။ကဲတော်မူကြပါအောင်ဘဝတွေလည်းအသက်ပေါင်းများစွာလည်းဆုံးရှုံးနေရှိတဲ့လူတွေကလည်းမတရားတွေလုပ်နေကြတယ်။နော်နေပြီးတော့ဆိုတဲ့နေရာကဝန်ထမ်းတွေပဲနေတာ။ကျဲနေပြီးတော့ပပကြီးဝန်ထမ်းတွေဆိုတာလာစာတစ်ခုနဲ့ပဲသူတို့ဘဝတွေကရက်တည်နေကြတာလာစာက တက်တောင်းလက်ဆောင်23ဆိုတဲ့အတိုင်းမှာ23တော့မခောက်လာဝက်နဲ့ကိုပြတ်သွားကြတယ် အားလုံးပဲမင်္ဂလာပါရေးပေါ်ရုပ်ထင် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့2025လေးလပိုင်းကိုရင်းနဲ့မနေ့ကမှပထမဆုံးသတင်းကမန္တလေးတန်မန္တလေးမြို့ပေါ်ရက်ွက်မြတ်တွင်အလူရှင်မြတ်မှာလာရောက်ကူငင်လူတန်းတီပစ္စည်းများကိုအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကတင်းစီပြီး၎င်းတို့နဲ့ပတ်သက်ဆွေးနွေသူဆွေမျိုးမြတ်ထံသို့ပြန်လည်ခွဲဝေပေးမှုများဖြစ်ပေါ်လျက်ရှိကြောင်းငလင်သိပြည်သူများကပြောဆိုပါတယ်ဒါကအောက်ချွေးမှုနဲ့အပေါင်းပါတွေသူ့ဆွေမျိုးတွေအင်းရှိလူကောင်စီရင်တွေပေးထားပြီးငချော့ပါရင်သူ့တို့ဆွေမျိုးတွေအရင်ပေးတာပါ ကျန်တာမှတကယ်ဒုက္ခရောက်နေတဲ့သူတွေရတာနောက်ပြီးတော့အလိုရှင်တွေမြတ်လာအောင်အာကျိုးကျော်ထဲကလူတွေပါလက်ခံထားပါတယ်ဆိုင်အတွေလာလူရင်သူယုံခံတဲ့အကောင်ထက်ပြီးတော့တုတ်ခတ်ထားတာသူတို့ပညာရေးဝန်ထမ်းတဲ့ဝန်ထမ်းတွေနဲ့အကြီးတွေပဲခွဲယူကြတာတချို့ဆိုရင်အာမနေ့မှဝေဒါတွေယူပြီးတာနဲ့အထောက်ကြီးတွေအထောက်ငယ်တွေတည်ပြီးအိုးအိုးဝေတွေနဲ့ စံကေတွေနဲ့တင်ပြီးတော့ညနေဆို ပြန်သွားကြတာ အများစုက သူတို့အကြီးအကြီးတွေရဲ့ဆွေမျိုးသားချင်းတွေမြပါတယ်တကယ်ဒုက္ခရောက်တဲ့သူက90လောက်ပဲရှိတယ်ဟုဒေသသူပြည်သူတို့ကပြောဆိုပါတယ်ဒီထက်မှာစင်ပန်ရုပ်ွက်မှာလူဦးရေက9ယောက်ကျော်ရှိတာကိုဒုက္ခရောက်နေတဲ့သူတွေချီးပဲလာနေကြရတာကို လူဦးအလူများတယ်ဆိုပြီးတထောက်180 ရားစစ်စေကြိုကိုပဲစရင်ကောက်တယ်အမှန်တကယ်တော့အိမ်ထောင်စုစရင်ရှိပြီးအိမ်ထောင်စု ခွဲထားထွေးခွဲထားတဲ့သူတွေကြတော့ကြပြီးတော့ဖေးထားဖေးထားခဲ့တာသမီးမှုတွေကိုမင်းသားစု၅ဦးရှိတဲ့သူကစရင်စရင်ကောလုံးနဘာအပြာရတဲ့ရခဲ့ရင်တပုကို လူ၅ဦးခွေးခွေးနေရတယ်အလူရှင်တွေကပေးရတာပါတဲ့ ကျတော့ဘာလို့ဆက်တာအော့တိုင်းကြရတာလဲဆိုတာကတော့အာမသိဘူးဟုဒေသပြည်သူတူကအခုလိုပြောဆိုထားတာဖြစ်ပါတယ်ဒါကတော့မန္တလေးမှာခု ငလင်ဘေးတည်နေတဲ့ပြည်သူတွေနဲ့အောချိုရဲမှုတွေကြမှာဘလူးတွေဖြစ်ပွားနေလဲဆိုတာကိုပြည်သူတွေအမှန်တကယ်သိရှိနေအောင်ကိုတင်ဆက်ပေးတာဖြစ်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင်အခုချိန်မှာအလူရှင်တွေကလည်းစက်ကောင်စီကကျွန်တော်တို့နဲ့ကျွန်တော်တို့စီမှာအလူကိုပိုက်ရမယ်။မအားဘူးဆိုလို့ရှိရင်မလူရဘူးဆိုပြီးတော့တပိုးမျိုးနဲ့သူတို့တွေကပြောလာဖြစ်ပါတယ်။ဒီထက်မှာအားရဆိုလို့ရှိရင်လည်းမအားဘူးဆိုလို့ရှိရင်လည်းအချက်လက်တွေလူမဲ့အချက်လက်တွေအတိအကျတွေကိုကျွန်တော်တို့စီကိုပေးရမယ်။ကျွန်တော်တို့လူမဲ့လူဖို့ ဗီဇင်းနဲ့ထားတဲ့နေရာကိုပဲလူရမယ်ဆိုတဲ့သဘောမျိုးထိကိုလွတ်လာတာကိုတွေ့ရတယ်တွေ့ကြအောင်အခုချိန်မှာဘလူးတွေမြေပြင်မှာဖြစ်နေလဲဆိုတာကိုပြည်သူတွေရဲ့ခန်းဆားချက်ကိုပြန်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်။နောက်တစ်ခုသတင်းကမန္တလေးစကမ်းဘီလာတွင်အလောင်းစလေးလောင်းတရက်ထဲတွေ့ရှိရပြီးကလေးနဲ့မင်းခင်အလောင်းမြတ်ပါပါဝန်နေကြောင်းမြန်မာနိုင်ငံမင်းသက်တပ်ဖွဲ့ဤထောက်ပြန်ချက်နဲ့မင်းသားစုဝင်များပျော်စောနေရွဲ့ ွားရောက်စောင့်ကြည့်နေသူတချို့ကဤပြောဆိုချက်အရသိရှိရပါတယ်ဒီထဲမှာအာဗီဒိုလေးကိုစစ်မကောင်းတာကကလေးနဲ့မိခင်တွေကိုအာယူဆရပါတယ်အမျိုးသမီးအလောင်းတွေနဲ့ကလေးအလောင်းတွေတွေ့ရတယ်အလောင်းတွေကတော့အင်မတန်မှပျက်စီးနေပါပြီတဲ့အလောင်းတွေရှာဖွေတာရှာဖွေတာတွေတော့အာသူတို့တွေကဆက်လက်နေအာဆက်လုံနေပါတယ်ဟုတ်အာမန္တလေးစကန်ဗီလာအာ ကွန်တူရှာဖွေရေးများကိုတွတ်ရော့ဆောင်ကြည့်နေတဲ့စကန်းပီလာကွန်တူတွန်းနေထန်သူပြီးသူတို့ကပြောဆိုထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့ရန်ကုန်တွန်းတဲ့မြောင်းလမ်းမီးသားစုအေးအလူအဖြစ်ရှင်လုံး9500ရှင်ပြုတ်ပွေပြုတ်လုပ်ခဲ့ပြီးတော့ရှင်လုံးတူးလျင်ငွေကျက် အသိင်းပေးမယ်ဟုဆိုခဲ့တော့လေတပြားတစ်ချက်မှာမရဟုမင်းပါမြတ်ကပြောဆိုပါတယ်ဒီထက်မှာရန်ကုန်တွဲနဲ့မင်းအွန်လိုင်းမင်းသားစုဤအလိုအဖြစ်ပေါ့နော်အာဆွမ်းရှင်လုံးရှင်လုံး9500ရှင်ပြုတ်ပြုတ်ပွေးကိုအပီလာနရက်နဲ့ကပြုတ်လုခဲ့ပြီးတော့ရှင်လုံးတူးလျင်ငွေကျက်သသိန်းပေးမိဟုဂရိပေးခဲ့တော့လေလက်တွေ့တွင်တပြားတစ်ချက်မှာမရပြန်ပေးဘူးပေးပေးကြောင်းရှင်လုံးရှင်ဤမိမတချို့စီကလည်းသိရှိရပါတယ်ဒါက ကျောင်းတကျောင်းအကျောင်းတကျောင်းမှာကျောင်းသား25ဦးကို မေးဖို့ပြီးရွေးတယ်ရှင်ပြုတ်ပွဲရှင်ပြုတ်ပွဲအတွဲအောက်ကြီးတွေနဲ့ကျောင်းအောက်ကြီးတွေရန်ကုန်တန်းတတန်းလုံးမှာခိုးတာမေးပေါ်တဲ့ရှင်လုံးကလေးအမိသားစုတွေကိုရှင်ပြုတ် ရှင်ပြုတ်စရက်အဖြစ်ပေါ့နော်ငွေကျပ်တသိန်းပေးမေတဲ့ဆိုတော့ဒီကသင်ကန်းတွေဘာတွေကိုဝန်ကြီးချုပ်မိသားစုမင်းအွန်လိုင်းမိသားစုက အကောင်အကြက်ခံပေးမေပြောတယ်တဲ့ ဒါပေမဲ့လည်းအရှင်ပြုပွေးတာပြီးသွားတာငွေကျက်တသိန်းကလည်းမရဘူးအခုကလေးအတွေ့သင်္ကန်းစရိတ်ကအစကုဘာတာကူအကောင်လုံးငွေရတယ်အခုပတ်ပစံလေးကူပဲအတော့ရတယ်ငွေတသိန်းမရပဲနဲ့အပြင်းကိုယ်ပသိမ့်တရားပဲအပြင်လန်စရစ်ဆုံးလန်စရစ်ဆုံးလူပန်းဖြစ်ပေါ့နော်လူပန်းဖြစ်သွားတယ်ဆိုပြီးတော့အခုရှင်လောင်းတူဦးကြီးမင်းပါက ခုလိုမျိုးပြောဆိုထားတာဖြစ်ပါတယ်။အခုချိန်မှာမင်းအွန်လိုင်းရဲ့ဂရိကမဒီဘူးပေါ့နော်။ဆိုတော့မင်းသားစုတို့တချို့ចောင်းသားတွေရဲ့မိဘတွေကတော့ဒီထဲမှာမင်းအွန်လိုင်းရဲ့အကွက်တစ်ကွက်မှာခံသွားပြီလို့ကျွန်တော်သိရတယ်ပေါ့နော်။နောက်တစ်ခုကအခုချိန်မှာဆိုလို့ရှိရင်လာရှုမျိုးအချိန်တွေကတော်တော်လေးကိုကျွန်တော်တို့ပြည်သူတွေကြမှာပို့လို့ရနေပေါ့နော်။ဒီထဲမှာဘာလို့လဲဆိုလို့ရှိရင်ဟိုတနေ့ကလည်းကျွန်တော်ထပ်ဖက်ပြပါတယ်လာရှုမှာတလိုက်ရှုမျိုးတင်တက်ပွဲမှာပြည့်စည်နေတဲ့အာ ဥယင်တွေကိုကြိုကြီးအဖြစ်သိ90ပေးမယ်ဆိုပြီးတော့လာရှူကအကိုကအမန်ဒီကပြောဆိုပြောဆိုထားပါတယ်ဆိုတော့အခုချိန်မှာဆိုလို့ရှိရင် လာရှူမြို့ဘုကနဲ့စုတ်ခွာဖို့ရှိနေတဲ့ MNDA ကတစင်တစက်ခွာဆစ်စင်ရေးကြဆောင်ရေးဖို့တွေအောင်းမဲ့ဖွဲ့အခမ်းအနားနဲ့ဆက်အတွန်းထိခတ်ခဲ့တော့ထိခတ်ခဲ့တဲ့လာရှူနေအင်းတွေရောကျေးပေးတာတွေကိုစစ်တပ်လုံနေပါတယ်ဒါကတော့အာကိုကန်တဲ့ MNDA ကပေါ့နော် အခုချိန်မှာ လာရှုမြုပ်ကလည်းဆွခွာရမယ့်အခြေအနေမှာအခုလိုမျိုးလော့လာတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။နောက်တစ်ခုသတင်းကအရာဝတီတဲငပုတိုမြို့နယ်တောင်ပန်းအကျန်းဖက်စစ်ကောင်စီခန့်အုတ်ချိုရီမူမူးကြော်ကတကြံပြိုပွဲဆွန်ပွဲအတွေ့ဟုခေါင်းစိန်တက်ရွယ်တရင်ထောင်းလျင်ငွေကျက်နှစ်ထောင်ကော့ခန့်နေကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ဒီဟာကတကြံမလို့ရတာသူတို့အထက်က ပြောထားတယ်လို့သိရပါတယ်။ဒါပေမဲ့သူကပြည်သူကို မပြောဘဲနဲ့တကြံလို့ရပါတယ်ဆိုပြီးတော့ကောက်ကောက်ယူခဲ့တယ် ဟုတ်ယူခဲ့တာပါမထက်မနေရပုံစံနဲ့ကိုလိုက်ကောက်နေတာဟုဒေတာပီသူတူကပြောဆိုတာဖြစ်ပါတယ်ဒါကတော့အောချိုရည်မှုရဲ့စက်ကောင်စီလက်အောက်ကအောချိုရည်မှုတွေရဲ့လော့ဆောင်ချက်နော်ဒါကတော်တော်လေးကိုယူမာနေကြတာနောက်တစ်ခုသတင်းကအကြမ်းဖက်စက်ကောင်စီတပ်တွေကိုရှင်းလင်းတုတ်တန်နိုင်ခဲ့တဲ့သတင်းတစ်ခုဖြစ်ပါတယ်မန္တလေးတန်းမင်းချံမြို့အမတ်ဆက်ရှိရက်ွက်မှာရှိတဲ့အကြမ်းဖက်စစ်တပ်အထံကကိုဝန်ရော့တက်ခတ်ခဲ့ရမှာစက်ကောင်စီတပ်သား14ဦးသေဆုံးခဲ့ကြောင်းမင်းချံဘလက်တက်ကတက်ဖွဲ့ခေါင်းဆောင်ဘူမက်ခေကပြောဆိုထားပါတယ် ဒီတပွေးမှာကအထံကက်မှာကစက္ကစတတကအဲ့လောက်မများဘူးအဓိကသေးဆုံးတာကစက်ကူလာတဲ့ကကိုပြစ်ခတ်ပြစ်နိုင်ခဲ့တာကအဓိကသေးဆုံးတာမျောထဲကနဲ့ထွက်လာတဲ့စက်ကူကပေါ့ဆိုတော့ဒီဟာကအပြန်အလှန်ပြစ်ခတ်တဲ့တပွေးကတနာကြီးလောက်တော့ကြာခဲ့တယ်အဓိကကတော့လက်နဲ့ရအရဆိုပြီးတော့ကြိုက်ခဲ့တာ သူတို့ဘက်ကမျောပေါ်ကနေဖြစ်တဲ့အတွေ့အကြုံအာအတွေ့အကြုံမလို့စစ်ကူကတောရှော့ကိုလာတော့လက်နဲ့တော့အရယူနိုင်ခြင်းမရှိခဲ့ဘူးအာကောင်းကောင်းတော့သွတ်တင်ရှင်းလင်းနိုင်ခဲ့တယ်စစ်ကူလာတဲ့အထက်ကအာအထက်ကလည်း6ရောက်မြင့်မြင့်လေးကြသေးဆုံးသွားတယ်အာလေးသေးဆုံးသွားတာရှိတယ်ဟုအကြာထိခတ်အာထိခတ်တယ်ရတာရောနော်အာထိခတ်တယ်ရတာလေအများကြီးကိုရှိတယ်အဲ့ဒီထဲမှာ အမှတ်၁၈အော်ဂျီအော်ဂျီလေဒန်ရတယ်လို့အထေးမှာ ပါဝင်သွားတယ်လို့သိရှိရပါတယ်ဒါကတော့ကျွန်တော်တော်လိုင်းတက်ဖို့ရရဲ့သိုးတင်ရှင်းလင်းနိုင်ခဲ့တဲ့စက်ကောင်စီတက်ဖို့အတွက်16ကောင်ရဲ့အခြေအနေကိုတင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုသတင်းကယိုမေးလုံးကဘလူတွေဗျက်မတာပြောထားလဲဆိုလို့ရှိရင်စက်တက်ကလွှဲရင်းနဲ့ KNA TLLA AA နဲ့ KNDF ကို KMPB တို့အနေနဲ့ပြစ်ခတ် တက်ခတ်မှုရက်စဲချင်းမရှိဘဲတက်ခတ်မှုမျိုးဆက်လက်လှုပ်ဆောင်နေတယ်လို့စစ်ကောင်စီပြောခွင့်ရအကြမ်းဖက်ယိုမင်းထွန်းယိုမေးလုံးကပြောဆိုထားပါတယ်ရွတ်တန့်ဖက်တဲ့တကောကျွန်တော်တို့ဒီပြည်နယ်မှာချက်ပေးထားတဲ့ကျွန်တော်နဲ့တို့ပြင်ပြီးတော့နောက်ထောင်ကြည့်ရှုအောင်ပါဘယ်လော့ နှစ်ရက်နှစ်ရနေ22ရက်နေ့အတွင်းပြခတ်တိုက်ခိုက်မှုရစဲရေးကြေညာထားတော်လဲတိုင်းသားလက်နက်ကိုင်အကြမ်းဖက်အဖွဲ့များဖြစ်တဲ့ TNL အနေနဲ့တောင်ခမ်းဒေသကอืมလုံကျုံရေးစကောက်ကိုမနေ့က10:45ကနေညနေ3:00ခွဲအထိ drone နဲ့ draw ဘုံချပြီးတိုက်ခိုက်ခဲ့ကြအောင်တွေ့ရပါတယ်။ KMPB KMPB ရဲ့အဖွဲ့တွေနဲ့လိုင်းကော်နဲ့ ော်လခဲမှာစတိုက်ပါနဲ့လာပစ်တာလုံချိုးရေးစကန်တွေကိုတော်ပုံးချတိုက်ခိုက်တာများပြုလုပ်ခဲ့ပါလေ။အင်းဟင်းအေးအနေနဲ့ကြောက်ဖြူအရှိတောင်ဘက်မှာရှိတဲ့တပ်လုံချိုးရေးနေရာတွေကိုမနေ့ကညနေ3:00နာရီနဲ့ည9:00နာရီမှာလာရောက်တိုက်ခိုက်ခဲ့ပါလေ။အင်းဟင်း PDF အဖွဲ့များအနေနဲ့ကလေးဝမြို့နယ်မစိန်ရဲနယ်မြေရဲစခန်းကို မနေ့ကနေ့လယ်12:55နာရီ12နာရီခွဲအထိဒရော့ဘုံများချပြီးတိုက်ခိုက်ခဲ့ပါတယ်။ KNY အနေနဲ့ကတော့မနေ့ကဒါ6နာရီခွဲအထိစပြီးအင်ဒေါ်မြို့မှာလုံခြုံရေးယူနေတဲ့တိုင်ရင်တပ်ဖွဲ့တွေကိုတိုက်ခိုက်ခဲ့ကြအောင်တွေ့ရပါတယ်။ PDR များအနေနဲ့ပခုတ်ကူမြို့နယ်အောင်သာကျေးရွာမှာလုံခြုံရေးယူနေတဲ့တိုက်တဲ့ရဲအဖွဲ့များကို ဒရုန်းနဲ့စင်းတဲ့မင်းကမနဲ့ဆယ်နာရီလောက်မှဒရုန်းပုံးချပြီးတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။음ကဲဆိုတော့ဒါကတော့တော်လေးကိုထိနာတော့တယ်တူပါတယ်။ဒါကကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေဖက်ကနေအရင်ဦးဆုံးအပြစ်ခံရက်စရိတ်ကိုစားပြီးတော့ဂျင်းခဲ့တာ။ဒါကိုမလိုက်နိုင်ပဲကျွန်တော်တို့ကိုလေရင်အကုနဲ့လာပြီးတော့ပုံးချတာ နောင်ချူမြို့မှာအရင်ဦးဆုံးကြည့်တာကျွန်တော်တို့တော်လိုင်းတက်ဖို့လေညီနောင်မအမိတောင်းဖို့ကဧပြီလ၁ရက်နေ့ကနဲ့အပြစ်ခတ်ရက်စေးတယ်ဆိုပြီးတော့တဖက်သက်ဂျင်းငယ်လိုက်ပါလေအဲ့ဒါကိုမင်းတို့တွေကလေနဲ့တခါနဲ့ပေါင်းကြည့်တယ်ကျွန်တော်တို့တော်လိုင်းတက်ဖို့လေအပြစ်ခတ်ရက်လေးစေးလေးချင်းအခုမင်းတို့တွေကအာထားပြီးတော့ဂျင်းငယ်လာတာကကျွန်တော်တို့အပြစ်ခတ်ရက်စေးတယ်အာဆိုပြီးတော့ဂျင်းငယ်ပြီးတဲ့နောက်မှာပြင်ပြီးတော့တက်ခတ်နေလို့မင်းတို့တွေကအရင်ဦးဆုံးတက်ခတ်နေလို့ကျွန်တော်တို့ဖက်ကလည်းပြင်ပြီးတော့တန်ပြန်တက်ခတ်နေတယ်အနေနဲ့အနေထားပဲဖြစ်တယ် တကြားနေရမှာလဲလို့လို့ပဲရက်ခံပြီးနေမှာလဲမင်းတို့အပြစ်ခက်ရက်စေးတွေဆိုပေမဲ့လေမင်းတို့လေရင်တွေနဲ့မေးတန်းကြီးတက်ခတ်နေတာတရားကတနေရာတည်းမဟုတ်ဘူးအများကြီးအများကြီးရှိပါတယ်ဒါကမင်းတို့တွေဘလို့ပဲအာအခုယုံမေလုံးစီတိကိုသတင်းတွေရရှိတယ်ပေါက်တယ်ဆိုတာကတတော်လေးကအထင်နာနေကြလို့တတော်လေးကအထင်နာနေကြတချို့တပွဲတွေဆိုလို့ရှိရင်အရင်တော့ကဆိုလို့ရှိရင်လုံးဝကွန်ပြောနော်အင်းတို့အာလုံချွေးယူထားတဲ့သူတွေကိုတက်ခတ်တယ်ဆိုပြီးတော့ပြောနေတာ ရင်းတို့မျိုးထိပ်မှာဆိုလို့ရှိရင်အကောင်လုံးကိုသိမ့်ပတ်ရရှိရပြီကိုကနော်ဒီဟာကတော့ယုံမေးလုံးဘလူတွေအာဗျမ်းမတိုင်လာပြောနေလဲဆိုတော့ကိုပြင်ပြီးတော့ကြီးစေခြင်းလို့နောက်တစ်ခုကကျွန်တော်တို့လိုင်းတက်ဖို့တွေကအပြာကျွန်တော်ထပ်ပြီးတော့အပြစ်ခတ်ရစေတယ်အပြစ်ခတ်ရစေကြတဲ့ကနဲ့စက်ကောင်စီစကန်းစက်ကောင်စီမြို့နှစ်ခုကိုကျွန်တော်တို့လိုင်းတက်ဖို့တွေကမနေ့ကပေါ့နော်သိမ့်ပတ်ရရှိတဲ့ကိုဘုံမကြုံဆိုဘလူတွေအစာမကြေဖြစ်နေလဲဆိုတော့ကိုကျွန်တော်နဲ့တူစပြီးတော့ပြင်ပြီးတော့ကြည့်ရအောင်နော်ကဲ့ နောက်ဆုံးသတင်းရတော့ဗျာဒီတက်မတော်ကဒီငလင်ပေးကြောင်ငလင်ပေးကြောင်ပေါ့ဗျာကျွန်တော်တို့ဒီအပြည့်ရတဲ့ပေါ့တက်မတော်ကတော့ဒီကဘာတိနော်ကဘာတိထုတ်ပြန်လိုက်တယ်ပြီးတော့ရက်တာပါထုတ်ပြန်လိုက်တယ်အဲ့ဒီထုတ်ပြန်မှုနီးတူထုတ်ပြန်မှုနောက်ပိုင်းမှာဒီစစ်တူကြောင်အုပ်စုလည်းသူတို့လည်းအပြည့်ရတယ်ပေါ့ဗျာစသဖြင့်သူတို့ကလည်းခါရုံကြီးတိုက်ထုတ်ကြတယ်ပေါ့အဲ့တော့တကယ်အပြည့်ရမှုကိုတကယ်ကိုကျွန်တော်ဒီလက်နက်ကင်အဖွဲ့တွေကတကယ်ကိုသူတို့တွေကျင့်သုံးခဲ့ရလားတကယ်ကိုလိုက်နာကြရလားတော့တစ်ဖက်မှာဆိုလည်းပဲကျွန်တော်တို့ဒီစကိုင်းတိုင်းဒေသကြီးအင်းတော်ပြီးရင်ကျွန်တော်ချင်းမိတဲ့ဖလန်း တော့အဲဒီချင်းပြည်နယ်ပလန်နဲ့အင်းတော်ကိုအကြဖတ်သမားတွေကအလုံးကြီးနဲ့တိုက်ပါတယ်အလုံးကြီးနဲ့ကိုတိုက်ပါတယ်တော့အဓိကတော့ဗျာစစ်တိုက်ကတော့နိုင်မို့တိုက်ကြတာပါပဲတိုးတော်လည်းပဲသူတို့ထုတ်ပြန်တယ်ပေါ့ဗျာသူတို့ကလက်ရှိထုတ်ပြန်တယ်ထုတ်ပြန်ခဲ့ပါတယ်တပ်မတော်နောက်တပ်မတော်ထုတ်ပြန်ပြီးနောက်ပိုင်းမှာသူတို့လည်းသူတို့လည်းထုတ်ပြန်ပါတယ်อืมအဲ့တော့သူတို့လည်းအပြည့်ရကြအောင်ပေါ့တကယ်ကိုအပြည့်ရကြ ਈ လားဟုတ်တပ်မတော်ကအပြည့်ရကြအောင်ဘယ်လောက်ပဲထုတ်ပြန်ပြန်ဒီတပ်မတော်ကလိုက်နာတော့လည်းပဲဒီအခြေအနေပေါ်မှာကျွန်တော်တို့လက်နက်ကိုင်ဖွဲ့တွေကလိုက်နာခြင်းမရှိဘူးအဲ့တော့ ဲ့တော့ကျွန်တော်တို့ကဒီအပြည့်ရဲ့နဲ့ပတ်သက်ရင်တော်တော်လေးတော့ကျွန်တော်စဉ်းစားကြတော့ရှိတာပေါ့ဗျာထို့တော်လည်းပဲကျွန်တော်တို့ဒီတက်ဒီတက်တွေတခုကိုပြပါမယ်ဒါကတော့ဖက်လန်းတဲ့အင်တော်ကိုအကြပ်သမားတွေကအင်အားလုံးနဲ့တိုက်တယ်အင်အားလုံးနဲ့တိုက်ပါအဲ့တော့အကြပ်သမားတွေထုတ်ပြန်ကြမှာတော့သူတို့ကတော့ဒီအင်တော်မျိုးကိုသူတို့ရသွားပြီဆိုပြီးတော့သူတို့ထုတ်ပြန်နေတာတွေ့ရတယ်အဲ့မှာကျွန်တော်ဂျပန်နိုင်ငံကိုပုံတွေပြတယ်ပြီးရင်ကျွန်တော်တို့ရရှိတဲ့ဒီလက်နက်ကြီးတွေလက်နက်ငယ်တွေပေါ့ဗျာဒါတွေသူတို့ပြတာတွေ့ရတယ်ပြတွေ့ရတယ်အဲ့တော့အဲ့တော့ဒါကတော့အဲ့လိုဖြစ်တယ်ပေါ့ဗျာဒီပုံမှာတော့ကျွန်တော်အများကြီးမပြောချင်တော့ပါဘူးအားလုံးလည်း အားလုံးကျွန်တော်ဆက်ကြည့်ရမယ်နေတော့ဗျာဆိုတော့ညာကတော့နတိုလေးကိုအာယွင်းရလို့ပြောဆိုစကားဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဖက်ကအရင်ဦးဆုံးအာအေဘရီလတရက်နဲ့မှာကျွန်တော်ငင်းတော်ဗဟမိတောင်းဖက်ကအပြစ်ခတ်ရက်စေးတယ်အခုကျွန်တော်မြန်မာပြည်သူတွေငလိန်တုခတ်ရောက်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဖက်ကအရင်ဦးဆုံးထိုးဆက်တွေကိုအပြစ်ခတ်ရက်စေးတယ်ဆိုပြီးတော့ခုခံစစ်အနေနဲ့ပဲနေပြီဆိုပြီးတော့ပြောထားပါတယ်ဒီဟာကိုမင်းတို့တွေကဖင်ရလို့ဘာလဲယုံမေးယုံမေးလုံးကူတန်ကပြောထားပါတယ် ကျွန်တော်တို့မင်း online ကလည်းပြောထားပါတယ်ကျွန်တော်တို့ကကာကွယ်ရေးဆိုကာကွယ်ရေးအနေနဲ့ကာကွယ်ရေးလော့ဆောင်ချက်ကိုစစ်တပ်ကိုလုံမှာပါဆိုပြီးတော့မင်းတို့ဖိညာပြီးတော့အားချောင်းခဲ့တာလေအာရင်ဥစ္စာအားချောင်းခဲ့တာအားချောင်းပြီးတော့အဲ့ဒီကြာခင်မှာမနစ်ပြန်လုံမှာအာနောက်တရက်လုံမှာပြန်ပြီးတော့ကျွန်တော်တို့ဖက်ကအပြစ်ခံရစေးပါတယ်ဆိုပြီးတော့ထားပြီးတော့အိုးလာကြတာ ဒါကမင်းတို့တွေအဲ့ဒီအိုပြီးတော့လေရင်ဘွန်ကြီးနေတယ်အရှင်းလေးမှုတွေကချင်ပြည်နေပါလေကြည့်လိုက်40ကျော်သေးဆုံးတယ်ကျွန်တော်ဖက်ကအယုံဆုံးပြက်ခတ်ရက်စီတွေဆိုပြီးတော့ဂျင်ရပြီးတဲ့နောက်မှာ40ကျော်လေမင်းနမင်းတို့လေရင်နေဘွန်ကြီးလို့ဘာလို့ဘွန်ကြီးလေမေးတော့မင်းတို့တွေကကျွန်တော်တို့တော်လိုက်အာကျွန်တော်တို့ကိုပြင်ပြီးတော့ပြက်ခတ်မဲ့သူတွေဒီတန်းပေးနေတယ်ဆိုတာကြားနေလို့အခုလိုမျိုးရှင်းလင်းတာဆိုပြီးတော့မင်းတို့ဖြေဆိုရတယ်အပြစ်ခတ်ရက်စီတွေဆိုပြီးတော့တရင်ထွက်ပြီးတဲ့နောက်မှာ နော်မင်းတို့တွေဘယ်လောက်အထိယုံရလဲဆိုတော့ကိုခုချိန်မှာမင်းတို့တွေစကားဘယ်လိုတွေထွက်လာလဲဆိုတော့ကိုပြင်ပြီးတော့သိစေချင်တယ်နောက်တစ်ခုကတော့အလူအတန်းအရန်ကိုလုံနေတဲ့ကျန်းဖက်ပါတီခုံးဆောင်တွေဘယ်လိုတွေလူအာလူထားလဲဘယ်လိုပြည်သူတွေအခုအချိန်မှာဆိုလို့ရှိရင်ပြည်သူတွေကအရန်ကိုဒုက္ခရောက်နေတယ်ငလင်ပြည့်အတွက်ဒိုလေးကိုဒုက္ခရောက်နေတယ်ဒီဒုက္ခရောက်နေတဲ့ဆူကြီးကတည်းက ရှိကနေပြည်သူတွေစီကနေဘလူတွေအမြတ်တွေထောက်နေလဲဆိုတော့ကိုနိုင်ငံရဲ့အမြတ်ပေါ့နော်နိုင်ငံရဲ့အမြတ်တွေဘလူတွေထောက်နေလဲဆိုတော့ကိုကျွန်တော်တို့တူပြီးပြီးတော့ကြီးရှုရမှာဖြစ်ပါတယ်ဆိုတော့ဒီထက်မှာတတော်လေးကိုကြက်ဖက်ပါတီတဲ့တွေရဲ့လှုပ်ဆောင်ချက်ကတတော်လေးကိုယုံရလမ်းပါကြီးကြီးအောင်နော်လာပါပြီကျွန်တော်များရောဝါဝါခွေပါလှုပ်တော့မလှုပ်ကြပါဘူးလာပါပြီကျွန်တော်များရောဝါဝါခွေပါလှုပ်တော့မလှုပ်တော့အပတ်ထားလို့ဖယ်ရပြရမှာရည်တမ်းမှုရည်တမ်းမှုပါ မယူချင်တော့ကြောင်းပြန်လက်သွားမပြန်ထားကြတာနော်ပြန်ထားခန့်တာနော်ဟောဟောဟောကဲပြန်ထားခဲ့မကြုံပြန်ထားခဲ့အဲဓာတ်ပုံရက်ပြီးတာနဲ့ပြန်ထားခဲ့ဒီချာချစ်ဒီချာချစ်အေးအဲ့ဒီမှာပြန်ထားတယ်ပြန်ထားပြီးတော့အဲ့တဲ့ဟာကိုပြင်ပြီးတော့မလာပြီးဓာတ်ပုံရိုက်တယ်ကြည့်ဟော ေကြီးကိုပြန်ပြီးတော့တကားခိုင်းတာဘာလို့တာလဲတာပါဒီနေ့မှာပဲစီဗီအမှောင်မှချင်း ချင်းနေမလို့ပါလေတဲ့ဆိုတော့နေရာကဘလောက်ထိအာအလိုတန်းလောက်ထန်လဲဆိုတော့ဂျဲမပါတီဂျီယုံသူတို့ရဲ့ရေလောရက်ကကျွန်တော်ပြည်သူတွေဒုက္ခရောက်နေတဲ့သူတွေအများပြားရှိပါတယ်လက်ပုံရက်ဖို့တက်တက်ကိုပါအာပြည်သူတွေကိုခေါ်ပြီးတော့အရီတွေကိုပြင်ပြီးတော့ယူခန့်တယ်တက်ပုံရက်ခန့်တယ်ပြင်ပြီးတော့ထားခန့်တယ်ပြင်ပြီးတော့ယူခန့်တယ်ပြင်ပြီးတော့တက်ပုံရက်ခန့်ဒီလိုမျိုးတွေလောက်စားနေကြနိုင်ငံရေးအမြတ်ထောက်တာလက်ပုံထိမှာကျွန်တော်တို့ဒီလိုမျိုးလူပါတယ်ဆိုပြီးတော့ပြောအောင်ပါဒီဟာက သူတို့ဒီကတကယ်လူလားမလူလားအခု နေပြီးတော့မှအဲ့ဒီဝန်ထမ်းတွေတောင်မှဒီ velocity အာငက်ပြက်ပြီးတော့နေနေရလဲဆိုတော့ဘိုးသူကူတန်းနော်ဝန်ထမ်းကလူကူဝန်ထမ်းတယောက်ကူတန်းပြောပြတဲ့ရုတ်တန်ဖန်အမှန်ဆိုလို့ရှိရင်ဒီကောင်တွေကိုလူရမှာတကယ်လူကြီးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြည်သူတွေကလူမဲ့သူကအများကြီးမင်းတို့တွေကသာခွင့်မပြုခွင့်မပြုလို့တာနော်မင်းတို့တွေအဲ့ဒီစက်တက်လဲဟောကံကလူစရာအကြောင်းကိုလူစရာလည်းမလို့အောင်ကိုပြည်သူတွေအချင်းချင်းကကူညီဖိမှနေကြတာ မင်းတို့တွေယုံရတယ်လို့လို့အခုချိန်မှာပြည်သူတွေကအစာငတ်ပြီးတော့နေနေရတာနော်ပြီးတော့ဝန်ထမ်းလိုင်းကနေလဲဘဝတွေပြက်ပြက်တယ်တက်စီးနေပြီးအသက်ပေါင်းများစွာလဲဆုံးရှုံးသွားပြီးဒီပေါ်တေချလိုက်တေချလိုက်နေပြီးတော့ကလည်းကိုပေချပိုးပြောထားတာနော်တေချပြောထားတာနေပြီးတော့ကလို့နားထောင်ကြည့် နေပြီးတော့ဝန်ထမ်းလိုင်းကနေလဲဘဝတွေပြက်ပြက်တယ်ပြက်စီးနေပြီအသက်ပေါင်းများစွာလဲဆုံးရှုံးသွားပြီဒီပေါ်မှာလူတွေကမတရားလုပ်နေကြပါတယ်ရှင်ကဲတော်မူကြပါအောင်ဘဝတွေလဲအသက်ပေါင်းများစွာလဲဆုံးရှုံးနေရှိတဲ့လူတွေကလဲမတရားတွေလုပ်နေကြတယ်နော်နေပြီးတော့ဆိုတဲ့နေရာကဝန်ထမ်းနေပြီပဲနေတာကဲနေပြီးတော့ဘပ္ပကြီးဝန်ထမ်းနေဆိုတာလာစာတစ်ခုနဲ့ပဲသူတို့ဘဝတွေကရက်တည်နေကြတာလာစာက တက်တောင်းလက်ဆောင်23ဆိုတဲ့အတိုင်းမှာ23တော့မခောက်လဝက်နဲ့ကိုပြတ်သွားကြတယ်ပြတ်သွားတဲ့ပုံမှာချီးကြတယ်ငှားကြတယ်ပြီးလောက်ကုန်လို့ရှိရင်ပြန်ဆက်ကြတယ်ပိုတဲ့ပတ်စံလေးတွေစောက်ကန်ထားကြတယ်ဆန်ဟုံအကျွေးယူကစီပေးတဲ့ချိန်ချင်းစီကိုပြေးပြီးတန်းစီရစီပတ်စံမရှိလို့ရှိရင်ဟိုလူချီးပါအောင်ဒီလူငှားပါအောင်နဲ့ငှားငှားနေရတဲ့ဘဝတောင်းနေရတဲ့ဘဝမှာဘဝတွေလည်းနာနော်ဘဝတွေလည်းနာရင်တွေလည်းကျိုးနေကြပါပြီ နေပြီးတော့ဝန်ထမ်းတွေဆိုတာနိုင်ငံတာဝန်ကိုထားဆောင်နေကြတာ မတရားတဲ့အမျက်စားပြီးခေါင်းပုံကြီးဖြတ်နေကြတယ်လက်ပြန်လုံကြရက်လားလို့ဟမ်လူကြီးတွေဘလူတွေခေါင်းပုံဖြတ်လဲဆိုတော့သူကူတဲ့နော်နေပြီးတော့ဝန်ထမ်းဘပကြီးမြုံးလည်းနေနေရပါတော့နေရာကသူကူတဲ့ပြုတ်ပြန်ဖြစ်ပါတယ်ဝန်ထမ်းတယောက်ရဲ့ပြောဆိုချက်တတိုလေးကိုခန်းစားနေနေတူပါတယ်ရာကအခုချိန်မှာဆိုလို့ရှိရင်စစ်ကောင်စီလက်အောက်ကဝန်ထမ်းတွေဆိုလို့ရှိရင်တတိုလေးကိုလူခတ်ရောက်နေပါတယ်ဆိုပြီးတော့ကူတန်ကြောင်တွေ့နေတဲ့သူတယောက်ကပြောပြနေတာဖြစ်ပါတယ် ဆိုတော့အဲ့ဒီနောက်မှာကျွန်တော်တို့ no song မှာဘဝသူတအနေနဲ့ကြည်ခန်းစေခြင်းကျွန်တော်လည်းမကြည့်ရသေးဘူးအာဒီယာကိုအာအခုတော့မြုပ်သွားအောင်မြုပ်သွားတာခုပြန်ပေါ်လာတယ်လို့တော့ပြန်ပေါ်တာအကွဲချောင်းပါတယ်အစ်စ်ပြိုအဟောင်းပေါ်ပေါ့ဟုတ်တယ်ဩအဲ့ဒါဒါပြန်တူးမှာပေါ့ပြန်တူးမှာပါတယ်ပြန်ဧဝမျိုးမေတ္တာပြင်ပဧဝမျိုးအခြေအခြေမြောက်တော့အရာဒီမြေပေးမှာသူကဒီရေနန်းတော်ဆိုတာကဒီရေနန်းတော်ရဲ့သဘောကတော့ဟိုဟာ ရင်းနှီးတော်ဆိုတဲ့သုံးလုံးဟိုဒီအဝမှာစိတူးရှင်မြေတူးမင်းလက်ထက်ကလေးကစပြီးတော့သုံးနေပြီပေါ့1120ခေါ်အဲအဲ့လောက်ကလေးကသူကမြေတူးမင်းလက်ထက်မှာလည်းသုံးတယ်စိတူးမင်းလက်ထက်လည်းသုံးတယ်လက်ရှိခုပေါ်လာတာကြီးကတော့ဘာကြီးတော်သံဃာမင်းလက်ထက်1185လောက်မှာစောက်ခဲ့တဲ့ရင်းနှီးတော်ပေါ့ဘာကြီးတော်သံဃာမင်းလက်ထက်ကအဝမျိုးကို၄ချိန်မြောက်ပြီးခဲ့တဲ့သံဃာမင်းလက်ထက်မှာစောက်ခဲ့တဲ့ရင်းနှီးတော်ဖြစ်တယ်နောက်ပြီးကျတော့ရင်းနှီးတော်ဆိုတာကဥမာအရာရီမြေတွင်မှာရေသပင်ခန္ဓာကျင်းပါတော်တို့ ေကတော်တလင်းလာလှေပြိုင်ပွဲကျင်းပတာတို့အဲ့လိုကျင်းပတဲ့ပွဲတွေမှာဆိုရှင်ဘင်းကဒီရေနံတော်မှာဆန်ပြီးတော့ပွဲသမီးခံပြီးတော့ကြီးစုတယ်ပေါ့ကွာအဲအဲ့ဒါမျိုးလုပ်တယ်တော့ဦးကြတော့ခေါင်းစင်းမင်္ဂလာကျင်းပတာတွေလုပ်တယ်နောက်တစ်ခုကပါလဲဆိုတော့ရှင်မင်းခီးပြတ်ပြီးပြန်လာတဲ့ခါမှာအတွင်းနန်းတော်မဝင်ပဲတဲ့တခါတလေရေနံတော်မှာပဲညာအိတ်ဆန်တာတွေပါတွေလုပ်တယ်ခုခေတ်လူလူပြောမယ်ဆိုရင်တော့ဟိုဟာပေါ့ကွာမြည်ရတပြူပြူနဲ့အေးလူလူရှိတဲ့ဒီမြစ်ပြင်မှာစောက်ကွာပါပန်းပြေဖို့အတွက်စောက်ထားတဲ့နန်းတော်သဘောမျိုးပေါ့ อืมยากายตนาปอนนั้นတော်อีตะคูโลเวนั้นတော်อีตะคูโลเวตะเวซองตองตะเวซองญาตะเวซองมีนั้นปะแตละเวละยามีนั้นปะแตดาวยะเบยไดซองนี่อกုံบะเดจุนไตบาวว่า4 500ลองต้มมีตีตอกแค่ได้นั้นတော်อีดิเออไอ้ลุงမျိုးบ่จุนไตลงบาวว่า4 500ลองตีตอกมีตีตอกแค่ได้นั้นတော်อีดิผิดเดအကြမ်းလို့ဒီအကြီးကလည်းကြည့်ကြခဏနဲ့စောင့်အောင်ပေါ့ဒါပေမဲ့ခုတော့အောက်ကအုတ်ကုန်ဖက်နဲ့တွေနဲ့ပြည်ကင်းလီကားတွေပဲတွေးတော့တာပေါ့ ဒီဟာကိုပြောချင်တာကတော့ကျွန်တော်တို့ဘာလဲဆိုတော့မြေယူကာတာဟိုမဒီကကြီးထင်းသိဖို့ဆိုရင်အရာဒီမြေမတိုက်စားဖို့လိုတယ်လေအဲကြောင့်လို့အရာဒီမြေတိုက်စားမှုမှာကာဝယ်ဖို့ရင်ထိုင်ရမယ်ပြီးပြီဆိုရင်ဒီဟာကြီးကိုဟိုဟာပေါ်ပြီးတော့နိုင်ငံခြားသားအဲ့တွေပြည်သိပြည်ပါအဲ့တွေလာနိုင်အောင်လုပ်ရမယ်မူလနန်းတော်အတိုင်းပြန်ဆောက်နိုင်ရင်တော့ကောင်းဆုံးပေါ့အဲ့ဒီကောင်ရှိတာကတော့မြို့ရိုးတွင်းထဲမှာရှိတာမဟုတ်ဘူးမြို့ရိုးရဲ့အပြင်ဘက် ဒီအဝီဒီမြစ်နဲ့ဒုဒဝီဒီမြစ်နဲ့စုံတဲ့နေရာမှာရှိတာလေအဲရှိတော့ကြတော့နှစ်စဉ်ရေတိုးတော့ရေမြုပ်တယ်လေအေးအဲ့လိုနှစ်စဉ်ရေပြုတ်တော့လုံးပြေပို့ပို့ပြတဲ့မြေအောက်ရောက်သွားတာဟောအဲ့လိုလားအဲ့လိုလားလုံးရတဲ့မြေလည်းနေ့မြေလည်း150လောက်ကလေးကမြုပ်နေပြီပေါ့ကွာခက်ချရာသူ900ရာသူလောက်ဆိုရင်မြုပ်နေပြီပေါ့အဲဒါတော့ငါအမြင်ပေါ့ကွာသူတို့ရှောင်းအမြင်ကဌာနဆိုင်ရာမြေကတော့တမျိုးပေါ့ငါမြင်ကတော့ ရာဟုမှာပေါ်ဒီဒီဒီရေနံတော့ပနတ်ပုံပရာဝိုက်မှာပါတဲ့ပနတ်ပုံရဆိုရေနံတော့အုတ်ကုံမှာဒီက၅သိရှိတယ်အတည်ကင်းဒီက၅သိကိုပြန်ဖော်မယ်ပြီးအုတ်ကုံကြီးကိုပြန်ဖော်မယ်အုတ်ကုံကြီးကိုပြန်ဖော်လိုက်တဲ့ခါမှာမအားလို့ရှိတော့ထောက်ခဲ့တဲ့တိုင်ယာတွေရှိနိုင်တယ်။ဒါပြီးကြတော့ရေထွက်တွေရေနှုတ်တွေပါတယ်။ရေနှုတ်ပေါက်တွေရှိနိုင်တယ်။ရှိပြီဆိုရင်အဲ့ဒါတွေတွေ့ပြီဆိုရင်အဲ့ဒီတိုင်ကိုပြန်ပြီးတော့တောက်လို့ရပြီပေါ့။အဲအဲ့လိုမျိုးအဲ့လိုမျိုးပေါ့အကုန်လုံးပြေကင်းလေကားတွေတော့တစ်ခုဖော်လိုက်မယ်ဆိုရင်ငါတို့က

ကြီးကြီးကျယ်ကျယ်ပြောမယ်ဆိုရင်တက္ကရိနဲ့ပြောမယ်ဆိုရင်1180နဲ့5ခုလောက်ကစောက်ခဲ့တာကောင်းညွားတော့ဗျာအခုငါတို့ကလည်းကွာငလီကြီးလှုပ်လိုက်တော့ကြတော့ဘာပြောဆိုရှောင်းဆောင်တော်တော်များများပြည့်သွားတယ်ဗောမင်းတို့ကြောင်ကြီးပါဝင်ဗောအဲအဲ့နေရာမှာအခုဒီရေနန်းတော်နေရာကြီးကဟောကနေဆိုရင်ငလီအကွဲရောက်နေသူပြန်ပေါ်လာတဲ့အတွက်မင်းတို့ကြောင်ကြီးစားပြန်ရသလိုပဲဗောဥမာလက်ကြည့်ကြည့်စီရနေရာတခုဖြီးွားနေတဲ့တိုးလာတာဗောအစိုးရအကောင့်လို့ပြောရမှာဗောငလီကြောင်ပြန်စည်းခဲ့ပြီမယ်ဓာကြီးပေါ်လာတဲ့အတွက် ကျူဒီယန်ဒီအတခုတန်းပေါ်လာမယ်ကျူးလို့ရအောင်လဲပေါ်တော့ပြင်းနေတယ်ပေါ့อืมကဲဆိုတော့ဒါကတော့အိမ်ဝကပေါ့နော်အာရင်းနှန်းတော့ရင်းနှန်းတော့တခုကိုတွေ့ရှိတဲ့တောင်းအကြောင်းတွေကိုဘလူးတွေဖြစ်ပေါ်လာလဲဘလူးတွေရှိတည်ရှိနေခဲ့လဲဆိုတာကိုဒီအကောပြမဘလူးတွေသုံးဆောင်ထားလဲဆိုတာကိုဘလူးတွေအာထားစီ တင်လဲဆိုတော့ကိုပြောပြနေတာဖြစ်ပါတယ်။ဒီဟာကတော့ဒီနေ့ရဲ့ဗီဒီယိုဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလုံးနဲ့ပဲဆုံးသွားပါမယ်။ကျွန်တော်ဗီဒီယိုလေးကိုမေးလဲကြည့်ရှုအပိတ်နေကြတဲ့တို့လမ်းပြည်သူမြို့အားလုံးကိုလည်းကိုယ်ကြမ်းမှာချင်းဆဲချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။